င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ထောက်ခံတဲ့တရုတ်ဆောင်ခန့်စီသူကြည်ကြည်ဦးလာရဲ့အချစ်တော်ဖြစ်လာအကြပ်ဘက်မေရောက်လိုင်းနဲ့မိမကြွကြူလာအချစ်တော်သားတွေများစွာထားရှိလာတယ်။မေရောက်လိုင်းနဲ့ကြွကြူလာမှာအောင်ပြည့်စံလို့ခေါ်တဲ့တာရင်တုံးရှိပေမဲ့ကြွကြူလာကအချစ်တော်သားတွေများစွာထားရှိလာပါ။ကြွကြူလာကသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်ရပ်ဖက်လူငယ်တွေကိုသားလို့ပြန်ခေါ်ရင်အချစ်တော်တွေသားတွေများစွာပေါ်ထွန်းလာခဲ့တယ်။စစ်ဘက်မှာဆိုရင်ဘုံမူကျော်ဇော်ရဲဆိုသူကကြွကြူလာအချစ်ဆုံးသားတော်ဦးလည်းဖြစ်တယ်။ ဂျူဂျူလာသူ့အမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်ရဲဘက်လူတွေကိုသားလို့ပြန်ခေါ်ရင်အချက်တော်သားတွေများစွာပေါ်ထွန်းလာတယ်။ဂျူဂျူလာသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်တွေတကားမရှိတားမရှိအမြဲလိုလိုဝင်ထွက်ခွင့်ပြုထားပြီးဂျူဂျူလာရဲ့ဝမ်းမနာသားတွေအလုံးကအင်မတက်လုံခြုံရေးထူထပ်တဲ့မရောင်လာအိမ်တော်စီကိုအမေကခေါ်လို့ဆိုဇက်ကားတစ်ခွန်းနဲ့ဖြတ်ကျော်ဝင်ရောက်လာပါတယ်။ဂျူဂျူလာနဲ့သားရင်မဟုတ်တဲ့အချက်တော်သားတွေကြားဆက်ဆံရေးကလည်းနေ့စဉ်ဖုံးပြကြပြီးသားအောင်မအောင်ကဆလို့ ဘေးရင်ရတရားအစောက်လူမှုပတ်ဝန်းကျင်ကအဖြစ်ပြက်တွေကစပြောဆိုကြတယ်။ဂျူဂျူလာရဲ့တာဖြစ်ခွင့်ရအချစ်တော်သားအနေနဲ့ဝင်ကြီးဌာနရဲ့လုပ်ငန်းတင်တာပါမစ်တွေစီးပွားရေးနဲ့တပ်ထုတူဖွဲ့ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်နေတဲ့ငကြခီးစင်တွေမှာလုပ်ပိုင်ခွင့်တွေအပါအဝင်အထူးခွင့်ရတွေဖြစ်ရရှိကြတဲ့အပြင်ဂျူဂျူလာစီကိုတိုက်ရိုက်နေစဉ်ဖုံးခေါ်ခွင့်လည်းရှိကြပါတယ်။ ရုပ်ရှင်နဲ့ပဲတိုင်းဝိုင်းမှာကျူကျူလာတဲ့ချစ်တော်သားတူဦးဖြစ်လာသူကတော့တယောက်ဆောင်ခန့်စီသူပဲဖြစ်ပါတယ်ရခိုင်လူမျိုးချင်းချင်းဖြစ်တာခန့်စီသူကကျူကျူလာနာရအောင်နီလန်းမျိုးစုံနဲ့ချိကလာတဲ့အကြောင်းခန့်စီသူကကျူကျူလာရဲ့ရုပ်ရှင်နဲ့ပဲကချစ်တော်သားတူဦးဖြစ်လာပါတယ်ကန်းစီသူနဲ့ကြိုကြိုလာကြမှာအမေသားခေါ်ပြောရင်လည်းလူပုဂ္ဂိုလ်ချင်းခိုင်မာတဲ့ယဉ်ညင်မှုရှိလာရပြီးရခိုင်ချင်းချင်းဖြစ်တာရောကန်းစီသူရဲ့အမြောက်ပင်ပြောဆိုတတ်တဲ့သဘောကောင်းလွန်တာကြောင့်ရောကြောင့်ကန်းစီသူဟာ ကျူကျူလာရဲ့အသေးဆွဲအချစ်တော်သားဖြစ်လာတဲ့ကျူကျူလာကတကောကြီးအမှတ်တစိလက်ကိုင်းလှလာလေးတွေကိုအလွန်နှစ်သက်တက်ပြီးတော့အခက်စီသူကလည်းအဲ့ချက်တွေကိုသိရှိထားကြတော့ဒေါ်လာထောင်တောင်းချီတန်းနဲ့တန်ဖိုးကြီးလက်ကိုင်းတွေကိုကျူကျူလာစီကိုမေးတွက်ဆိုပြီးပေးပို့တယ်။အဲ့လိုပေးပို့လို့လည်းခက်စီသူတို့အရင်မရှုံဝဲနဲ့ဝင်ကြီးဌာနရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တင်တာနဲ့တန်ချောင်းတင်တွင်ခွင့်သွင်းကုန်ပါမစ်လို့အထူးအခွင့်အရေးပြန်လည်ရရှိမှုသူရင်းလိုက်တဲ့အိတ်ဖိုးထက်တောင်အစများစွာအမျက်ရနေရလည်းဖြစ်ပါတယ်။ဒါအပြင်ကျူကျူလာရဲ့စစ်တော်ဖြစ်လာမှုကြောင့်စစ်တပ်ဝါရဖြတ်ဇလန်းနေတဲ့မှာခန့်စီသူကပေးနိုင်တယောက်ဆောင်ဒရိုက်တာဖြစ်လာတဲ့အပြင် ခန်းစီသူရိုက်ကိုကျင်တဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လည်းကျူကျူလာနဲ့သမီခင်တီးတက်မှုကနောက်ွယ်ကနေငွေကျပ်သိန်းထောင်ချေထုတ်ပေးပါတယ်။ကျူကျူလာကလည်းပြပခီးစင်ကပြန်လာတဲ့အခါသားခန်းစီသူအတွက်ဆိုပြီးလက်ဆောင်တွေဝယ်လာတတ်တဲ့2022ခုနှစ်မတ်လအတွင်းမှာကျူကျူလာရဲ့တိုက်တွန်းမှုနဲ့မြောက်လိုက်ကခန်းစီသူကိုလူမှုထူးချွန်စုပေးရခဲ့ပါတယ်။ ကန်စီသူကလည်းသူ့ရဲ့အလှူတွေမှာအမေတော်ဂျူဂျူလာကိုထိတ်ထားပြီးဆိုတာမျိုးတွေနဲ့အလှူတွေလုတ်ပြပြီးတပ်ပုံနဲ့ပြန်လည်ပို့ကြတပ်ပုံတွေမှာအသေးတွေပေးကြတာတွေလည်းရှိတယ်။ဒီနေ့မေလာ၁၀ရက်နေ့မှာလည်းကန်စီသူကငလင်တန်းတဲ့ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုငွေကျပ်သိန်း200လူတန်းပြခဲ့ပြီးလူတန်းမှုတွေကိုအမေတာရုခေါ်ဆိုပြီးဂျူဂျူလာစီကိုအမျှဝေတာရုခေါ်ကိုင်းခဲ့တယ်။ဂျူဂျူလာကကန်စီသူရဲ့တကယ်အမေရင်မဟုတ်လို့ကန်စီသူကလည်းဂျူဂျူလာရဲ့တကယ်သားရင်မဟုတ်ပေမဲ့သူတို့နှစ်ဦးကြကအမေနဲ့သာခေါ်ပြပြီးပြန်လည်နေစဉ်ဆက်သွယ်မပြတ်ချိတ်ဆက်နေကြတဲ့ဆက်ဆံရတာမတ်ထပ်ပုံနေရာကိုညင်းမရဘူးလို့နေပြီးတော့စစ်တပ်တရင်မြစ်ကပြော ါ်တယ်။ဆလာဘီမောယခိုင်အတွင်းကလမ်းဒီမှာဖန်ဆီးခံရတာနဲ့ငွေတောင်းပစ္စည်းသိမ်းခံရတဲ့ရှင်ဖုန်းဆက်တိုင်ကြဖို့တော်လဲတက်တွေဆိုင်ပုံဆိုင်သူသခိုင်းနိုင်မောယခိုင်အတွင်းကလမ်းမိုက်ဒီမှာခီးတော့ပြည်တွေဖန်ဆီးခံရတာနဲ့ငွေတောင်းရဲ့ပစ္စည်းသိမ်းခံရတဲ့ရှင်ဖုန်းဆက်တိုင်ကြဖို့တော်လဲတက်တွေကဆိုင်ပုံတွေအသိပေးဆိုင်ထူထားကြောင်းဒေသခံတွေကပြောတယ်။မောယခိုင်အတွင်းကလမ်းမိုက်ချုံမှာခီးတော့ပြည်တွေအနေနဲ့ပတ်စံတောင်းခံရတာပစ္စည်းသိမ်းသိမ်းခံရတဲ့ဖန်ဆီးခံရတာဆက်သွယ်တိုင်ကြနိုင်ကြောင်းဖုန်းနံပါတ်လေးလုံးရေးသားထားတဲ့ဆိုင်ပုံအနီးတွေထောင်းထားတယ်လို့ဒေသခံကြိုးကပြောတယ်။ ဆိုင်းပုံမှာဘက်တော်လိုင်းဖွဲ့စည်းကအသည့်ဘေးဆိုင်ထွေဆရာကတော့ရေးသားထားခြင်းမရှိဘူးဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နီတဲ့ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်အခုလိုမျိုးဆိုင်းမုတ်ထောင်တိပေးတာကိုခီးသွားပြည်သူတွေကကြိုးစိုးခဲ့ကြတယ်။မောင်ရခိုင်တခုလုံးပဲနောက်ဆိုဖုန်းဆက်တိုင်လို့ရပြီလို့ဒေသခံတအုပ်ကပြောတယ်။မောင်ရခိုင်အတွင်းအပောင်ဝေတော်လိုင်းဒေသကလမ်းပိုက်တွေမှာလမ်းပိုက်အခွန်ခကြေးပေးဆောင်ရမှုကြီးမြင့်နေတဲ့ပြည်သူတွေအားအဆင်မပြေမှုတွေကြောင့်တွေ့နေရလမ်းပိုက်တော်လာသူတွေကပြောတယ်။ဆိုင်းမုတ်တွေဘလောက်တောင် ထောင်နေပြီးတော့မွေးအခြေစိုက်တော်လိုင်းသမတောက်ကပြောတယ်ပြီးခဲ့တဲ့လပိုင်းတွင်ကပဲစကိုင်းနိုင်ဝက်လက်မြို့နယ်မှာလမ်းပိုင်းခွန်ကောက်ခံနိုင်များလို့ဆိုပြီးကားသမားတွေကဆန္ဒပြခဲ့ကြပါတယ် ဆက်လက်ပြီးတော့ဗမောက်မြို့ရဲပြည်ဝင်နိုင်မှုကြိုးစားခဲ့စစ်တပ်နဲ့အစံနေတေဆုံထိခိုက်သူများလို့ပြန်ဆုံစကိုင်းတိုင်းဗမောက်မြို့ရဲကိုဝင်မှုကြိုးစားနေတဲ့စစ်တပ်နဲ့ရှမ်းနေတဲ့အစံနေတပ်တွေကိုတော်လိုင်းတပ်တွေခုခံတိုက်ခိုက်နေရကြောင့်စစ်အုပ်စုဘက်မှတေဆုံထိခိုက်မှုများရလို့ရှေ့တန်းသတင်းမြစ်ကပြောတယ်။နေ့စဉ်ဒီပါလေကျောင်းပြည့်ကူနဲ့မြို့ရဲကိုပြည်ဝင်ရောက်နိုင်မှုကြိုးစားနေပေမဲ့တေဆုံတွေနဲ့ထိခိုက်တဲ့ရသူတွေကိုတဲပြီးစစ်အုပ်စုကပြန်ဆုံနေရလို့ဆိုတယ်။နိုင်ပိုင်းလောက်နဲ့၁၀ရောက်လောက်တေရလို့ရှေ့တန်းရဲဘော်တပ်ကဗမောက်တိုက်ပွဲလက်ရှိခြေအနေကိုရှင်းပြပါဗျာ။နိုဝင်ဘာ၁၉ရက်ကဗမောက်မြို့အနီးကနာတာလာ နေဆက်ဒေသနဲ့တိုင်းဒေသလူမျိုးဖွံ့ဖြိုးတိုးတက်ရေးတင်းနဲ့ကြောင့်ကွန်ကုတ်စေအုပ်စုကပြည်ရပြည်မျိုးတွေကိုဝန်ထမ်းမှုစူးစမ်းနေရဖြစ်ပါတယ်။နိုဝင်ဘာလအတွင်းမမောက်တိုက်ပွဲတွေမှာစေအုပ်စုစီကအသေးခံဒရုန်းတွေသိမ်းဆည်းရရှိခဲ့တာဖြစ်ပြီးတော့ဗက်ပြန်းခုံလုံးလိုင်း SN ဖွဲ့ဝင်တချို့ပါရှိရလို့သိရတယ်။မြို့နောက်ဖက်ချန်းကနေတံပြန်ထိုးစစ်ဆင်လိုက်စစ်တပ်ကအင်အား900ဝန်းကျင်ရှိနိုင်ပြီးဇကိုင်းချေဆိုင်တမ33လောက်ခန့်တန်ရင်ချို့ကိုအားဖြစ်ထားတဲ့အပြင်ရင်မြို့နယ်တွေအတွင်းတက်ဆွဲခဲ့တဲ့တမ89လောက်ခန့်တန်ရင်တွေကလည်းပါဝင်တယ်လို့စေတရမြစ်တွေကပြောပါတယ်။ မမောင်မြို့ကအမှတ်တိစစ်တေတာကိုကဲမှုနဲ့ PDF တွေအပါဝင်ဒွန်လိုင်းတက်တွေကစတင်မ20အနီမှာတိမ့်ပိုက်ခဲ့တာပဲဖြစ်ပါတယ်။စစ်တပ်ကအင်အားထပ်ဖြတ်ပြီးလေကြောင်းဖြစ်ကူတုံတာမြို့ကိုပြန်ထိန်ချုပ်ဖို့ကြိုးစားနေရဖြစ်တဲ့စစ်ရေးချိန်နေတဲ့အတွက်မမောင်မြို့မှာရက်ကန်တမရှိညမထွက်ရမေကိုကာကွယ်တက်တွေကထုတ်ပြန်ထားပါတယ်။ ဆလဘီမြောင်းရီမြို့တောင်ဘက်မှာတိုက်ပွဲဆက်ဖြစ်ပြီးထိုင်းဘက်ထဲလက်နက်ကြီးကြားလို့ဆစ်ရှောင်းချုပ်တန်းအရကင်ပြည်နယ်မြောင်းရီမြို့တောင်ဘက်မင်းလက်ပံရွာမှာနိုဝင်ဘာ30မိနစ်ပိုင်းမှာဆစ်ကောင်စီတပ်နဲ့ကင်နီဦးဆောင်တဲ့ပူပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေလို့ဆစ်ရှောင်းနေစီကနေသိရတယ်။ထိုင်းမြန်မာနယ်စပ်နယ်ကြားတောင်ရင်မြစ်ဘေးမှာရှိမင်းလက်ပံရွာမှာဖြစ်ပွားတဲ့တိုက်ပွဲမှာလက်နက်ကြီးချုပ်ထိုင်းဘက်ခြံကျောင်းမှာမြန်မာဆစ်ရှောင်းရုံတွေတောက်နေထိုင်တဲ့တန်လျောက်ပေါ်ကြားပေါက်ွက်ခဲ့တယ်။တန်လျာပေါ်လက်နေကြီးကြောက်ပေါက်ခွဲရကြောင်းဆစ်ရှောက်တော့ထိခိုက်ရရပြီးအဲ့ဒီတဲကတအုပ်ကဆွင့်ရအတွက်စေယုံပို့ထားရပါတယ်။ အတော်ကြီးတယောက်ကလေးနှစ်ယောက်ထိတယ်ကလေးတယောက်ကဆုံရတယ်စစ်တမ်းတယောက်ကိုထိရလို့ဆစ်ဆောင်တယောက်ကပြောတယ်ထိုင်းနိုင်ငံသတင်းတွေမှာလည်းဒီမနက်9:00နာရီခန့်ချိန်ကထိုင်းနိုင်ငံမဲ့ကိုကင်ရဘက်ကိုမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးငါးလုံးကြောက်ပောက်ကွဲပြီးမြန်မာနိုင်ငံသားနှစ်ဦးထိခိုက်ဒဏ်ရာရှိသလိုအဆောက်အဦတွေထိမှပျက်စီးခဲ့လို့သိရပါတယ်ညရီမျိုးတောင်ဘက်မင်းလက်ပံရနီကိုထိုးစစ်ဆင်လာစစ်ကောင်စီတပ်နဲ့ KNU တပ်မှကြောက်ပူပေါင်းတတူကြောင်းပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ20ရက်မှာတိုက်ပွဲတွေစဖြစ်ခဲ့တယ်။တိုက်ပွဲကြောင့်လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံနဲ့ကြောက်ခဲ့တဲ့အတွက်ထိုင်းစစ်တပ်ကမိခိုးပုံးနေတဲ့အချက်ပြ ပြန်လည်ပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဆလဘေဒရိုက်တာမိုက်တီဆက်ပေါ်ကျော်ဝင်းထွန်းနဲ့ဟာသာတယောက်ဆန်အွန်တိုင်းတို့ကိုစစ်အာဏာသိမ်းစစ်တပ်ထောင်နဲ့ခုနှစ်နှစ်စီချမဲ့စစ်ကော်မရှင်ကမတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ပါတီစုံဒီမိုကရေစီအတွက်တွေရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးဥပဒေနဲ့အရေးယူခံထားရတဲ့ဒရိုက်တာမိုက်တီဟာသာတယောက်ဆန်အွန်တိုင်းနဲ့ဇက်ပေါ်တယောက်ဆန်ကျော်ဝင်းထွန်းတို့ကိုထောင်နဲ့ခုနှစ်နှစ်စီချမှတ်ခဲ့လို့သိရတယ် ပြီးခဲ့အောက်တိုဘာ29ရက်နေ့မှာပြသခဲ့တဲ့စစ်တပ်ဝါရဖြန့်ဆက်ကခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူတွေမှာပါဝင်တုံးဆောင်ခဲ့တဲ့စစ်တပ်ထောက်ခံတဲ့တုံးဆောင်တွေကိုလူမှုကွန်ရက်မှာဝေဖန်တာရွေးကောက်ပွဲပေါ်ပြည်သူလူထုထင်မြင်လွဲမစဉ်လှုံ့ဆော်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူတို့တောင်းကိုစစ်တပ်ကဖမ်းဆီးခဲ့ရပဲဖြစ်ပါတယ်။အမိန့်ချမှတ်ချိန်မှာ KI တရားသူကြီးကအထက်ကနေဖုန်းလာတာကိုစောင့်နေရပြီးမှဆင်းကျက်ချတာဖြစ်ပြီးအဲဒီနောက်ဆိုပါမြို့သမီးတရားသူကြီးကငုံနေတဲ့အတွက်အမိန့်ချမှတ်ခံရတဲ့သူတွေကပြန်လည်ဖြောင်းပြခဲ့ရတယ်လို့ပြောပါတယ်။ လက်ရှိမှာမတရားဖန်ဆီးမိကြခံထားတဲ့ driver mic ဒီနဲ့တိုးဆောင်ရကိုသက်ဆိုင်အမျိုးနဲ့ရဲစခန်းကနေအင်းစိန်ထံကိုချက်ချင်းပို့ဆောင်လိုက်တယ်လို့ကနန်ဦးသိရတယ်။စစ်ကော်မရှင်ကလာမဲ့ဒီဇင်ဘာ28မှာကျင်းပဖို့ပြင်ဆင်တဲ့အတွေ့အော်ရွေးကောက်ပွဲဟထမြောက်ဖို့အတွက်ပြီးခဲ့ဇူလိုင်လ29ရက်နေ့မှာပါတီဆောင်ဒီမိုကရေစီအထွတ်ထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကောက်ွယ်ပေးဥပဒေပြဋ္ဌာန်းခဲ့ရပဲဖြစ်ပါတယ်။ ဆက်လက်ပြီးမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးငါးလုံးထိုင်းဘက်ခြံကိုကြောက်ပြီးကလင်းငတ်တောက်ပိုင်းမြန်မာနိုင်ငံသားနှစ်ဦးထိခိုက်ဒဏ်ရာရကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးငါးလုံးထိုင်းဘက်ခြံကိုကြောက်ပြီးကလင်းငတ်တောက်ပိုင်းမြန်မာနိုင်ငံသားနှစ်ဦးထိခိုက်ဒဏ်ရာရှိကြောင်းထိုင်းမြန်မာနယ်စပ်သတင်းမြစ်ကပြောတယ်။နိုဝင်ဘာလ30ရက်နေ့မနက်9:12မိနစ်ချိန်မြန်မာဘက်ကနေပြစ်ခတ်လိုက်တဲ့60မမလက်နက်ကြီးကြီးငါးလုံးမှာထိုင်းနိုင်ငံတာခိုင်မဲဆောင်မြို့နယ်အတွင်းရှိနေဆက်တွင်ကိုကြောက်ခဲ့ကြောင်း လက်တလုံးနေဆက်ကနေနေနေထိမှန်မြန်မာကလေးငယ်တအုပ်နဲ့မြန်မာရွှေ့ပြောင်းလှုပ်သားတအုပ်ထိခိုက်တဲ့ရရှိခဲ့ကြောင်းသိရတယ်။မြားရီမြို့နယ်မင်းလက်ပံကျေးရွာနီမစစ်တပ်နဲ့ကယ်နယ်တွေတက်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီးစစ်တပ်ကမင်းလက်ပံကျေးရွာနီရှိကြားဖြတ်နေရာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်အပြင်းထန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းအဆိုပါနေရာများရှိကြားဖြတ်လုံးရုံနဲ့ဝင်းတွေကို KNU ကသိမ်းပိုက်ပြီးစောင့်ဆန်းစစ်ဆင်ရေးလှုပ်ဆောင်နေချိန်စစ်တပ်ကထိုးစစ်တွေအရှိန်ဟုန်မြင့်လာခြင်းဖြစ်ကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးမင်ကျေးဇူးတင်ရှိပါတယ်ရှင်။